လွှတ်တော်အတွင်းဖွဲ့စည်းပုံခြေခံဥပဒေပြင်ဆင်နိုင်ဖို့ပြည်ထောင်စုချက်ခိုင်တဲ့ဖွံ့ဖြိုးရေးပါတီ NLD ပါတီတက်မတော်သားတွေနဲ့တိုင်းသားကိုယ်စားလှယ်စုစုပေါင်း၁၁ဦးတို့ကနိုဝင်ဘာလ၁၃ရက်နေ့မှာစတင်ဆွေးနွေးခဲ့ပါတယ်။ဆွေးနွေးမှုကိုပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာဆွေးနွေးခဲ့ကြတာဖြစ်ပြီးလွှတ်တော်ကိုယ်စားလှယ်တွေစတင်မဆွေးနွေးမီပြည်ထောင်စုလွှတ်တော်နိုင်ငံကဖွဲ့စည်းပုံခြေခံဥပဒေပြင်ဆင်နဲ့ဆက်လင်းနဲ့ဆွေးနွေးချက်တွေထားအပြုသဘောဆောင်ပြီးနိုင်ငံတော်နဲ့နိုင်ငံသားတွေရဲ့အကျိုးစီးပွားတိုင်းသားစည်းလုံးညီညွတ်ရေးအမျိုးသားပြန်လည်တည်မြဲရေးပြည်ရင်းညီညွတ်ရေး တရားဥပဒေစိုးမိုးရေးနဲ့တည်ငြိမ်အေဂျင်စီတို့အတွက်ရှေ့ရှုဖို့အထူးလိုအပ်တယ်လို့ပြောကြားခဲ့ပါတယ်။ပထမဆုံးစတင်ဆွေးနွေးကြရမှာပြည်ခိုင်မျိုးပါတီကသူရဦးဝင်းမြင်းဦးခင်မောင်ကြီးဦးစုံတိတ်တို့ကဆွေးနွေးကြကြတာဖြစ်ပါတယ်။အဲဒီနောက်မှာမြို့သားဒီမိုကရေစီဖွဲ့ချုပ်ကဒေါက်ခင်ဆန်းလိုင်ဦးဝင်းမြင်းတို့ကဆွေးနွေးခဲ့ပါတယ်။ဆက်လက်ပြီးတက်မတော်သားလွတ်တော်ကိုယ်စားလှယ်နဲ့တိုင်းရင်းသားလွတ်တော်ကိုယ်စားလှယ်တွေကဆွေးနွေးခဲ့ပါတယ်။ တက်မတော်သားလွတ်တော်ကိုယ်စားလှယ်တွေကဆွေးနွေးရမှာပုံမှန်436ပုံမှန်59စာလုံးအပါအဝင်ဖွဲ့စည်းပုံအခြေခံဥပဒေပါပုံမှန်အများစုကိုမပြင်ဆင်ကြောင်းဆွေးနွေးခဲ့ပါတယ်ဘုံမှုချုပ်တင်ဆက်နိုင်ကပုံမှန်59စာလုံးနဲ့ပတ်သက်ပြီးဆွေးနွေးရမှာဆွေးနွေးချက်တွေအရမဲခွဲဆုံးဖြတ်ခြင်းပြုလုပ်တဲ့နေရာမှာကော်မတီဝင်32ဦးအနက်26ဦးအစည်းအဝေးတက်ရောက်ခဲ့ပြီး9ဦးသာပဲဖြတ်ဖို့စကားသုံးလုံးပြောင်းဖို့အဆိုပြုခဲ့ပြီးကျန်22ဦးကမူလအတိုင်းသာထားရှိဖို့ကိုထောက်ခံခဲ့တာဖြစ်တယ်လို့တင်ပြခဲ့ပါတယ်။ 2008ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါတဲ့ပုံမှန်တွေကိုပြင်ဆင်လို့ရင်အခန်းစနစ်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်းအပိုင်းမှာပါတဲ့အတိုင်းပြင်ဆင်သွားရမှာဖြစ်တယ်လို့ဆွေးနွေးခဲ့ပါတယ်။ဆက်လက်ပြီးတက်မတော်သားလွတ်တော်ကိုယ်စားလှယ်ဗိုလ်မှူးချုပ်ခင်မောင်ရေးကဖွဲ့စည်းပုံအခြေခံဥပဒေပါအခန်းကဏ္ဍရှိတက်မတော်နဲ့တက်ဆိုင်တဲ့ပြဋ္ဌာန်းချက်တွေဟာကြိုးကြောင်းစီလျော်မှုရှိပြီးမှန်ကန်မှုရှိတဲ့အတွက် ပုံမှန်342ကိုစာသားအနေငယ်ပြင်ဆင်တာကလွယ်ပြီးကြံပုံမှန်တွေကိုမူလအတိုင်းသာထားရှိသင့်တယ်လို့ဆွေးနွေးခဲ့ပါတယ်။လွတ်တော်တွင်ဖွဲ့စည်းပုံခြေကဥပဒေပြင်ဆင်နိုင်ဖို့စတင်ဆွေးနွေးတဲ့နေ့မှာပဲမြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ကုလသမဂ္ဂထွေထွေတွင်မူချုပ်ဘန်ကီမွန်ကဖွဲ့စည်းပုံခြေကဥပဒေပြင်ဆင်ရေးနဲ့2015ရွေးကောက်ပွဲမှာလွတ်လပ်ပြီးတရားမျှတရေးနဲ့ပတ်သက်ပြီးမြို့သားဒီမိုကရေစီဖွဲ့ချုပ်တောင်းဆန်းစုကြည်နဲ့တိကျတွေ့ဆုံဆွေးနွေးခဲ့လို့သတင်းရရှိပါတယ်။